ကိုတော့မင်းချက်သေးပါဘူးသိရမလားအခုနေမင်းချက်သေးပါဘူးဒါပေမဲ့တိလာတာတွေရှိတာဗောနော်တိလာတာတွေဆိုတာဘဝမှာကိုလိုချင်တိုင်းမဖြစ်ဘူးငယ်ငယ်တုန်းကလူတိုင်းကိုအကောင်းလို့မြင်ခဲ့တယ်လူတွေကဘဝဘဝရှိတဲ့လူတွေတိုင်းကကောင်းတယ်လို့မြင်ကြတာဗောနော်ဒါပေမဲ့လူသားတိုင်းမှာကတော့အဲဘယ်လိုပြောကောင်းတဲ့ချက်လည်းရှိတယ်မကောင်းတဲ့ချက်လည်းရှိတယ်အဲအလင်ခံရပြီဆိုရင်လားအလင်ခံရငယ်တုန်းကလည်းအလင်ကတော့ခံမှုတော့ဗောအလင်ခံမှုမှလည်းသူအတွေ့အကြုံရတာဗော ဒီအတွေ့အကြုံတွေရတော့နောက်အလေးမခံရတော့ဘူးငငယ်တော့လူတိုင်းကိုအကောင်းလို့မြင်ခဲ့တယ်လူတွေကကဘာဘွားရှိတဲ့လူတွေတိုင်းကကောင်းတယ်လို့မြင်ကြတာเนาะဒါပေမဲ့လူသားတိုင်းမှာကတော့အဲဘယ်လိုပြောမကောင်းတဲ့ချက်လည်းရှိတယ်မကောင်းတဲ့ချက်လည်းရှိတယ်အဲစိတ်တွေကလည်းပြောင်းလဲနေတယ်ကောင်းတဲ့ချင်းရှိတယ်မကောင်းတဲ့ချင်းရှိတယ်အဲ့တော့လူတွေရဲ့သဘောတရားကိုနားလည်မှပဲလူတွေနဲ့ဆက်ဆံလို့ရတယ်။တัว ကောင်းနေလို့အများတန်းကောင်းနေမှာပဲဆိုပြီးတော်လို့မရဘူး။သူကမကောင်းလို့အများတန်းမကောင်းဘူးဆိုပြီးတော့လည်းတော်လို့မရဘူး။သူရဲ့ပြောင်းလဲခြင်းအချိန်ဒါတွေကလည်းရှိတာပေါ့။ဥပမာတချို့ဆိုအသက်အရွယ်ကြီးမှမန်ကြတယ်။ဆိုတော့မန်တယ်။မန်ကြတယ်။ဘာလို့လဲဆိုတော့မသွားနိုင်တော့မလာနိုင်တော့ဒါတွေကမရှိတဲ့မန်နေထားခဲ့ရင်မသွားနိုင်မလာနိုင်တဲ့ချိန်ရောက်တယ်။ကိုကသူများအတွက်ကောင်းတဲ့မန်နေထားခဲ့မယ်။ကောင်းတဲ့အရာတွေလုပ်ပေးခဲ့မယ်ဆိုရင်မန်ဆက်ပြီးတော့တည်မြဲနေမှာဘာလို့လဲဆိုတော့ကောင်းနေတာပေါ့။ထာဝရကုသိုလ်တရားလည်း တည်မြဲနေမှာအဲ့တော့ကောင်းတဲ့မန်မန်ပေါ့နော်မန်ကတော့စသုံးတော့ပြောရင်တော့မရှိတဲ့နဲ့တောင်ဒါပေမဲ့စသုံးကကောင်းတဲ့မန်မျိုးပေါ့အဲ့လိုမရှိတဲ့နဲ့တော့အမူသားပြောတာကနေစတာပေါ့အမူသားပြောတာအမူသားစကားပြောတာကနေပြီးတော့အမူသားအမူသားကိုစပြောလို့ရှင်ကျန်တဲ့ယာမန်သမားကျိုးနိုင်တယ်လေအဲ့တော့အမူသားကိုပဲအကွာအဓိကတော့ဟာဖြစ်တယ်အဓိကကိုကမလိမ့်မိစေနဲ့ပေါ့ဥမာဒီကဒီအောင်တရားနဲ့ ဝယ်ဝယ်ထားတယ်ပုံကူကျွန်တော်ကနေရာနေရာနဲ့ဝယ်ထားတယ်လို့လေးမပြောနဲ့ကိုလိုချင်တဲ့အမောင်းကိုပြောပြီးရောက်ကို150လိုချင်150ဒါပေမဲ့100 100ကိုကျွန်တော်နေရာနေရာနဲ့ဝယ်ထားတယ်ဆိုဒါဒီလိမ့်တာပေါ့အဲ့လိုမျိုးဟာမျိုးတွေတော့ပြည့်တယ်အဲကိုလိုချင်တဲ့ဟာကိုပြောပြီးရောက်ကိုမင်းလင်းလင်းကိုလင်းမြင်သားမျိုးရှိတယ်အဲ့လိုမျိုးလေးတွေပေါ့လိမ်ငငယ်ကတော့လိမ်မှုတယ်မှုသားတွေပြောဒါပေမဲ့လိမ်ရင်အလုတ်လုတ်လို့မရဘူး ဘာလို့လဲဆိုတော့ကိုကဒါဒီအချိန်မှာဒါပေးမယ်ဆိုတော့ပေးရတယ်ဒါပေမဲ့သူနဲ့ကိုနဲ့အဆင်မပြေတာလည်းရှိရှိပါဘူးဒါကတော့လုတ်ပေးတဲ့နာလုတ်ပေးလိုက်တယ်ပြီးရင်တော့ပြီးသွားတယ်အဲအလင်ခံရပြီဆိုရင်လားအလင်ခံရငယ်တော့လဲအလင်ကတော့ခံမှုတော့အလင်ခံမှုမှလည်းသူအတွေ့အကြုံရတာဟုတ်ဒီအတွေ့အကြုံတွေကရတော့နောက်အလင်မခံရတော့ဘူးလင်လည်းကြီးနေရတာဟုတ်ဒါပေမဲ့ဆိုတော့အခုဆိုရင်ပိုလောင်ဆိုးသေးတယ်ကေပေး ေပေးကိစ္စတွေပေါ့ကေပေးကဒါပေမဲ့တချို့တော့ကဂိူးဆိုင်ရတယ်ဒါလေးတွေလည်းပြောပြမှလေးသိမှလေးကေပေးကိုဖုံးဆက်တယ်ကုတ်နံပါတ်တောင်းနေကေပေးဆက်ကပြောရတယ်ကုတ်နံပါတ်ကိုလုံးဝမပြောပါနဲ့လို့ပြောထားတယ်ဒါပေမဲ့တချို့ကျတော့ကိုယ့်ရဲ့အမောင့်နေရှိတယ်ကိုယ့်ရဲ့ချွေးနှဲစာတွေကိုမပေးခြင်းပါအဲ့ဒါလေးလည်းလိမ်နေလူတွေချွေးနှဲစာတွေကိုပေးလိုက်ရတယ်တချို့ဆိုပါသွားတယ်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲလိမ်နေတဲ့လူတွေပဲလေလိမ်နေတဲ့လူတွေများလာရင်ဟိုအပေါ်တို့ချိုးချိုးဆားဆားနဲ့ ရှာခဲ့ရတဲ့ထွေခဲ့ရတဲ့အရာတွေကကောင်းတဲ့ဘက်ကိုမသွားဘဲနဲ့မကောင်းတဲ့ဘက်ကိုသွားကုန်မှာအဲ့ဒါတွေလည်းအများနဲ့သတိထားတာအဲ့တော့လိန်လေတာတွေကငါလေးလည်းလိန်မယ်အကူလည်းလိန်မယ်အိုးလူလည်းလိန်မယ်ဒီလူလည်းလိန်မယ်အကုန်လူလိန်လိန်ပဲဖြစ်သွားတယ်အဲ့တော့မလိန်နဲ့တယောက်နဲ့တယောက်ပုံမွင့်လိန်လိန်ပြောမကြိုက်တာရှိရင်ပုံမွင့်လိန်လိန်ပြောအကျဉ်းနဲ့တယောက်နဲ့တယောက်ဟောဖြစ်လိုက်လိန်ပြီးပါတယ်ကိုယ်တော်ကိုညီလိုက်သေးတယ်ကိုတော်ကိုညီလိုက်သေးတယ်လေအဲ့တော့သူတို့ဒုက္ခရောက်နေတာရှင်တချို့ကသူတို့က ဟိုလိန်တဲ့ပုံစံတွေကတော့မတူဘူးပေါ့နော်တချို့ကတော့ဥမာအမေအတွက်ပေါ့တရားခိုးတယ်ပစ္စည်းကိုခိုးတယ်ဒါပေမဲ့ကိုတိလိုက်တဲ့အချိန်မှာကျတော့ကိုနှလုံးသားကိုလာပြီးတော့စိုက်တာပေါ့ဩသူကသူ့အမေအတွက်ခိုးတာပါလားတကယ်လိုက်ကြည့်တယ်အမေကနေမကောင်းဘူးအဲ့ဒါဆိုတော့တမျိုးလောဘစိတ်ကြောင့်ခိုးတယ်ဟာဒီကောင်ဒီကောင်ပျက်စီးစေခြင်းလို့ခိုးတယ်ဆိုပြီးတော့ဒါတော့ခွင့်လို့လို့မရဘူးဆောက်တော်တော်မလို့ အရာအလုံးမှာလူသားတိုင်းမှာပြဿနာတွေရှိကြတယ်။ဒါမဲ့လည်းဆိုတော့လုံးမိနေလိမ်လည်မှုဖြစ်တယ်။ဒါမဲ့လည်း तू तू ဖြစ် तू อ่ะသူ့ရဲ့ကောင်းတဲ့သဒ္ဓါစိတ်ကြောင့်ဒါ तू တခြားဟာလည်းမရှာနိုင်မဖွေနိုင်ဘူး။ဒါအတွက်လှုပ်ရတယ်ဆိုရင်တော့ကုညီတဲ့ကုညီပေးလိုက်ပြီ။ဒါမဲ့နောက်တော့အဲ့လိုမလိမ်နဲ့မလိမ်ဖို့မခိုးဘူးပြော။အခုတော့လိမ်လည်မှုတစ်ခါပြီးွားရင်ပြီးွားရင်အခုအကန်နေအခုအတိတ်ဘဝကသူများကိုတော်တော်လိမ်ခဲ့လို့ဖြစ်လိမ့်မယ်။အဲ့သူများတရားတွေကလိန်ခဲ့တာတန်တရားတွေက ဆက်နေတာခင်ဗျားကိုလိန်ခဲ့တော့ဒီဘောမှာအလင်းခန်းလည်းအခုပေးလိုက်တယ်ဒါပေမဲ့ကိုကျွေးတစ်ခုပြီးသွားတယ်ကိုကျွေးတစ်ခုပြီးသွားကိုကျွေးတစ်ခုခင်ဗျားပြီးသွားလေကောင်းလေပါဘောရမင်းချက်သေးပါဘူးပြရမလားအခုဒီမင်းရဲ့ချက်သေးပါဘူးဒါပေမဲ့တိလာတာတွေရှိတာပေါ့နော်တိလာတာတွေဆိုတာဘဝမှာကိုလိုချင်တိုင်းမဖြစ်ဘူးအရာအားလုံးလက်ခံနိုင်ရတယ်ဥမာတည်ခြင်းတရားဟုတ် ထာဝရမြဲတယ်ဆိုတာမရှိဘူး။ရှင်ရှင်ကြရင်ကိုကသေမှာပဲ။အဲ့ဒါယူငါမသေးရဘူးဆိုပြီးတော့မြဲတယ်လို့ခိုင်းတယ်မြဲတယ်လို့ထင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီမန်နေနဲ့သေသွားရင်တနည်းအားဟိုကလည်းမကောင်းဘူးเนาะ။အဲ့တော့အဲအတိတရားကတော့အစတော့လည်းမမြဲတော့ဘူး။အရာလုံးမမြဲဘူး။ပြီးတော့ခဏလေးပါ။အောင်မြင်မှုဆိုတာလည်းခဏ။ကြာရှုံးနေတဲ့လူလည်းခဏလေး။အဲ့ဒီဟာလေးကိုကြော်ပြလိုက်။အဲ့ဒါလည်းမမြဲဘူး။ ဟိုစိတ်ချမ်းသာတယ်ညီမနဲ့စကားပြောလို့စိတ်ချမ်းသာတယ်အဲ့ဒါလည်းမမြဲဘူးခဏနေပြီးသွားတာအဲ့တော့မြဲနေတော့ဟောတယ်မလားဒုက္ခပေါ့မမြဲလို့ဒုက္ခပေါ့မမြဲပါဘူးဘုရားလုံးเออจนจู้ซ้าပြီးတော့လုံးနေပါတယ်ဒါပေမဲ့เนเน่အသက်ဟိုဟာဖြစ်လာတယ်ဆိုတော့လေဟိုရိုက်ရိုက်တဲ့ကားလေးတွေတော့ရိုက်ပါမယ်ဟိုဟာကျွန်တော်ဝါသနာပါတာကိုကျွန်တော်ဝါသနာပါတော့ကျွန်တော်လှုပ်ချင်တဲ့အချိန်လေးလုံးမယ်ကျွန်တော် တခြားလှုပ်ရှားကြတွေရှိရင်လည်းလှုပ်ရမှာလေအဲ့တော့ညပြီးတော့လှုပ်မှာပေါ့ကျွန်တော်အချိန်ပေးခဲ့တဲ့ပြည်သက်တွေလည်းရှိရလေအဲ့လူတွေအတွက်လည်းကျွန်တော်ရိုက်ရမယ်ကျေးဇူးလည်းဆက်ရမယ်သူတို့သူတို့လည်းဒါအခုကျွန်တော်ပြောတယ်ကောင်းမွန်တဲ့စကားတွေပြောပေးတယ်ကျွန်တော်ပြည်သက်တွေကိုကျွန်တော်ပြောပေးတယ်အဲတချို့ကလက်ခံမယ်တချို့ကလက်မခံဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘာမှမရှိပါဘူးကျွန်တော်အဖြူတယ်ပါပဲဟိုဘယ်လိုပြောမလဲကျွန်တော်အားလုံးကောင်းစေချင်ပါတယ်အဲချစ်တဲ့ပြည်သက်တွေအားလုံးစိတ်ကျမ်းပါပါစေကိုကျမ်းပါပါစေ အဲလူရဆန္ဒတွေအားလုံးပြေဝကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးပါကျေးဇူးပါ